မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CSC နီးပညာတွေကိုမျှဝေပေးနေတဲ့ဥဆုအောင်ပြဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အပိုင်းကတော့ CSC နီးပညာနဲ့ကျန်းကင်းတွေကိုဘယ်လိုလောင်းယူရမလဲအပိုင်းကိုဖြစ်ပါတယ်ကျွန်တော်ချားဗီဒီယိုတွေထဲမှာလည်းကျွန်တော်ကျန်းကင်းလောင်းတဲ့စနစ်တွေကိုကျွန်တော်မျှဝေပေးထားတာဖြစ်ပါတယ်အခုမျှဝေပေးသွားမယ့်အပိုင်းကတော့ CSC ကျန်းကင်းတွေကိုမလောင်းခင်မှာဘယ်လိုတွေပြင်ဆင်ရမလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်ဘူတုတ္တနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဟာကတော့ အဆောင်တစ်ခုဖြစ်ပါတယ်40 60အဆောင်တစ်ခုဖြစ်ပါတယ်ဒီအဆောင်မှာဆိုလို့ရှိရင်ဒကင်ရှိတွေခင်းထားတယ်တပေကွက်တွေကျွန်တော်တန်ချောင်းလေးတွေရထားပါတယ်ဒီအပေါ်မှာဒကင်ရှိကသုံးလမဒူးရှိပါတယ်သုံးလမရှိပါတယ်ကျွန်တော်က CSC ကိုဒကင်ရှိရဲ့အသားအပေါ်နှစ်လမထပ်လောင်းပါတယ်အဲ့အတွက်ကြောင့်အပေါ်အောက်ကိုကျွန်တော်တို့၅လမဖြစ်သွားပါတယ်ဒီအားဆိုလို့ရှိရင်40 60အဆောင်ဦးမှာကျွန်တော်ညနေပြင်းတွေကိုအကုန်လုံး CSC မလောင်းရင်ပထမတစ်ရက်မှာကျွန်တော်ဖန်တီးထားတဲ့အရာဖြစ်ပါတယ်တို့အတွက်ကြောင့်ကျွန်တော်တို့ကမလောင်းရင်ပထမတစ်ရက်မှာကျွန်တော်တို့ကဒီနေရာကိုရေချိန်နဲ့ရေချိန်တွေညှိပြီးတော့ကျွန်တော်တို့ပိုင်ရာပေးထားပါတယ်ဒီလိုဘာလို့ပိုင်ရာပေးရတယ်ဆိုတော့ CSC ပျော်ရည်တွေရာပျော်တဲ့အတွက်ကြောင့်ပျော်ရည်တွေရာပြစ်ပြစ်ခဲခဲလေးတွေပြစ်တဲ့အတွက်ကြောင့်ချားနေရာကိုယူမသွားအောင်ကျွန်တော်တို့ဘုံတုတ်ပြီးကား ကာပေးထားတဲ့အပိုင်းပဲဖြစ်ပါတယ်။ဒါအားဆိုလို့ရှိရင် ကျွန်တော်တို့ပိုင်ယာပေးထားမယ်။ဒီပိုင်ယာနဲ့ဒီပိုင်ယာကိုကျွန်တော်တို့ကငင်းတိုက်တဲ့ပေတံနှီအောင်လို့ကျွန်တော်တို့လုပ်ထားတယ်။ဘေးပေါင်တွေလို့ကျွန်တော်တို့ကာထားတယ်နောက်တစ်ရက်မှာကျွန်တော်တို့ CSC လောင်းလို့ရှိရင်ဒီထဲကိုအလိုက်တင်တွေလောင်းရင် vibrator တွေလည်းမလိုပါဘူးသူ့ဟာသူပျော်ဝင်စီးသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ပေတံလေးတွေနဲ့ဟိုဘက်တစ်ဘက်ကိုဇလုံးတိုက်ပြီးတော့လွယ်လွယ်ကူကူညှိသွားလို့ရတဲ့အပိုင်းပဲဖြစ်ပါတယ်ဒီအားတော့ကျွန်တော်လောင်းခဲ့ဘူးတဲ့ အဆောင်တစ်ခုရဲ့40 60မြင်ကွင်းဖြစ်ပါတယ်အဲ့အတွက်ကြောင့် CSE မလောင်းခင်မှာကျွန်တော်တို့ကရေချိန်ကိုက်ပြီးတော့ပိုင်ရာတွေပေးထားမယ်ဒီအပေါ်ကို CSE ပျော်ရည်တွေလောင်းတဲ့အချိန်မှာဒီဒက်ကင်ရှိရဲ့အပေါ်အသားတလမထူရတယ်နှစ်လမထူရတယ်ဒါပေမဲ့ကျွန်တော်တို့က CSE အသားကတော့မိုးရင်နဲ့ direct ထိတဲ့အပိုင်းကြီးဆိုရင်ကျွန်တော်တို့ topping ပါပါတင်ရမယ်ဒီတိုင်း indo internet မှာဆိုရင်တော့ဘာမှမလိုပါဘူးကျွန်တော်တို့ဖျောင်းပစိုးလဲဓာတ်ရိုက်ခင်းလို့ရတယ်ဓာတ်ရိုက်အသုံးချခြင်းလည်းရတယ် မိုးရေနဲ့ထိတဲ့အပိုင်းတွေမှာကျွန်တော်တို့ကြွေပြားခင်းပူကောင်းပါတယ်တော်ပင်ပါပါတင်ပူကောင်းပါတယ်ဒါကတော့ CSC ကတော့တာမန်ကွန်ကရစ်လိုမမာကျောတဲ့အတွက်ကြောင့်ကျွန်တော်တို့အားနည်းချက်ကလေးနည်းနည်းရှိပါတယ်ဒါပေမဲ့တုံးလို့ရတဲ့တိတ်သီးစာကိုကျွန်တော်တို့လောက်ယူလို့ရပါတယ် CSC နီးပညာမှာအများကြီးလောက်ယူလို့ရပါတယ်ဒါကတော့ကျွန်တော်တို့အဆောင်ကိုစမ်းပြင်ကိုဒီလိုလောင်းထားတဲ့အပိုင်းဖြစ်ပါတယ်ဒီအပိုင်းကတော့ကျွန်တော်တို့ foundation တိုင်နေရဲ့ ညေမကျွံအောင်လို့ခိုးဘက်ဒီဘက်ညေကြီးတွေမကျွံအောင်ကြက်တွေတိရစ္ဆာန်တွေမဖောက်အောင်လို့ကျွန်တော်တို့ reading wall ကိုအုတ်မစီဘဲနဲ့တိုင်နဲ့တိုင်ကြားကိုကျွန်တော်တို့ CSC ဓာတ်ရိုက်လောင်းယူထားတဲ့ပုံလေးဖြစ်ပါတယ်ဒီဟာကတော့ကုန်မှုမွေးမှာရှိတဲ့စာတင်ကြောင်းတစ်ကြောင်းရဲ့ foundation ကိုကျွန်တော်ညီထိန်နိုင်ရန်လောင်းယူထားတဲ့နမူနာပုံဖြစ်ပါတယ်ဟောဒီဟာကတော့ကျွန်တော်တို့ IRBC ကျောင်းမှာရှိတဲ့ကလေးအားကစားခွင့်ကိုကျွန်တော်လောင်းယူပေးထားတဲ့ CSC ကွန်ကြီးကြီးဖြစ်ပါတယ်ဘာဖြစ်လို့ IFBC အကြောင်းမှာလောင်းတယ်လဲဆိုလို့ရှိရင်ဒီအကြောင်းကကျွန်တော်ရှိကိုတရရောက်လာပါတယ်ခလေးတွေပြေးလွှားလို့ရှိရင်ကွန်ကရစ်ကျမ်းပြင်တွေမှာပြေးလွှားရင်ခလေးတွေထိခိုက်ဒဏ်ရာတွေရတယ်ခြေထောက်တွေရောင်တယ်အဲ့ဒီဘက်ကိုသူတို့တက်တာရောတက်တာညာကြီးတွေရှာဖွေတဲ့နေရာမှာသူတို့နိုင်ငံညာအကြောင်းနေမှာဆိုလို့ရှိရင်ခလေးတွေပြေးလွှားကစားတဲ့ကွင်းတွေမှာဆိုလို့ရှိရင် CSC ကြီးပညာနဲ့လောင်းထားတဲ့ စနစ်တွေရှိပါတယ်တို့တော့ကြောင့်တို့က IABC ចောင်းနေပါဆိုလို့ရှင်အကစားခွင်းတွေအားလုံးကိုတို့က CSC နဲ့လောင်းထားတယ်အဲ့ CSC ပေါ်မှာနောက်ပိုင်းလဲကြအောင်တို့မျက်ခင်းအတုလေးတွေခင်းပြီးတော့ကလေးကစားခွင်းတွေကို CSC တွေလောင်းပြီးမျက်ခင်းအတုတွေနဲ့တုံဆွဲကြပါတယ်အဒါကတော့ CSC နီးပညာနဲ့ IABC ចောင်းမှာရှိတဲ့အကစားခွင်းတွေကို CSC နီးပညာနဲ့လောင်းထားတဲ့မှတ်တမ်းလေးဖြစ်ပါတယ်လူကြီးမင်းတို့လည်းခုခေတ်မှာဆိုရင် ဖူဆယ်ဘောလုံးကွင်းတွေအားကစားကွင်းတွေမြောက်များစွာတွေကို CSC နီးပညာနဲ့လောင်းယူလို့ရပါတယ် CSC နီးပညာဆိုလို့ရှိရင်တာမန်ကုန်ကြတဲ့ကွန်ကရစ်တဲ့ညားစွာတက်တာပါတယ်လုံသားစိတ်လည်းတက်တာတယ်ကွန်ကရစ်ကြောက်တွေမလိုတဲ့အတွက်ကြောင့်ကြောက်စလစ်တွေမလိုတဲ့အတွက်ကြောင့်ဇိရိတ်ကိုရှော့ချလို့ရပါတယ်တာမန်ဘီးလက်မြေကုန်ရဲ့ စရိတ်တဲ့သူကပို့ပြီးတော့တက်တာပါတယ်။တာမန်ဘီလာမြေ10အိတ်ကုန်တဲ့နေရာမှာ CSC နဲ့လောင်းလို့ရှိရင်9အိတ်လောက်ပဲကုန်ပါတယ်။10အိတ်လောက်ပဲကုန်ပါတယ်။များချင်းနည်းချင်းဟာတိတ်တီးစမာကြောတဲ့ပွားတဲ့จิตတဲ့ဟာနဲ့ပဲမူတည်ပါတယ်ဒီလိုအချိုးတွေကိုသိကျင်တဲ့ဤပညာတွေကိုသိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုဖုန်းဆက်ပြီးတော့မေးမြန်းလို့ရပါတယ်ကျွန်တော်ကနေပြီးတော့မှတ်တမ်းမဲ့ရာတွေဗီဒီယိုဖိုင်တွေနဲ့စာရစာတမ်းတွေကိုလူကြီးမင်းတို့ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့09940 588988ဖြစ်ပါတယ်ကျွန်တော်ရဲ့ Facebook ပေါ်မှာလည်းလာရောက်လေ့လာဖို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ